လမ်းကျန်လားလမ်းချော်လားခီဝေးသွားမလားမြောင်းလဲသွားမလားဒါဘာလာလာတောင်းတဲ့ဆိုင်ငယ်ကြီးကိုပြပါဆိုရင်ဒီ BMW ဆိုင်ငယ်ကြီးကိုပဲပြရပါလိမ့်ဒီဆိုင်ငယ်က BMW GS 1050အဆိုင်ငယ်ဖြစ်ပါတယ်ဒီနေ့ဒီဆိုင်ငယ်အကြောင်းကိုပြပြသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့စလိုက်အောင်ဟုတ်လို့အားလုံးမင်္ဂလာပါအမကြီးကနေပြန်လဲကြိုးတိုးလိုက်ပါ ဒီနေ့ကတော့တကယ်ရှယ်ခီးသွားဖြုတ်လို့ဖုတ်လို့ကောင်းတယ် BMW GS 1500လဲအာဆိုင်ငယ်အကြောင်း GS series မှာပါတဲ့ဆိုင်ငယ်အကြောင်းပြပြသွားမှာဖြစ်ပါတယ် BMW ကုမ္ပဏီကနေပထမကမ္ဘာစစ်မတိုင်ခင်1923ဝန်းကျင်မှာကားတွေမဟုတ်ပဲဆိုင်ငယ်ထုတ်လုပ်ဖို့ BMW motor rack ကိုရုံးခွဲလေးတစ်ခုအနေနဲ့စတင်တည်ထောင်ခဲ့ပါတယ်အဲကစလို့ဆိုင်ငယ်မျိုးစုံထွက်ထုတ်ခဲ့ပြီးအောင်မြင်ခဲ့ပါတယ် 1980မှာ BMW GS series ကို စထုတ်ခဲ့တာဖြစ်ပါတယ်။ GS ဆိုတာ Glandy, Strubby, German စကားလုံးရဲ့အတူတူဖြစ်ပြီး Off-road, Street လို့မြည်ရပါတယ်။ Lancer Lancer ဆိုတဲ့အဓိပ္ပာယ်ပေါ့။ပထမဆုံးစထုတ်တဲ့ GS က R80 GS ဆိုင်ရဲ့ဖြစ်ပါတယ်။ 600cc 2 cylinder Bowser engine နဲ့တိစောက်ထားတာပါ။ Off-road ရောအော်ရောမှာပါရှယ်တီးထုတ်နိုင်တဲ့ Jura Sport ဒါမှမဟုတ် Avenger ဆိုင်ရဲ့ဖြစ်ခဲ့ပါတယ်။အဲကစလို့1989ခုနှစ်မှာ R100 GS 1994မှာ R1000GS ပထမဆုံး Terry Lever Suspension Fault တွေပေါင်းဝင်လာတဲ့မော်တွေဖြစ်ပါတယ်1999မှာ R1150GS 2004မှာတော့ R1000GSG ထွက်လာတယ်အဲ့မှာ Venture Jura Sport Sanger ရဲ့မုတ်ပြစ်ဖြစ်လာပါတယ်2013မှာထွက်တဲ့ R1000GS ကို upgrade ထုတ်ပြီးတော့ရေတိုင်ကြီးတက်ဆင်ခဲ့ပါတယ်။ဒီ2013မနိုင်ရင် GS model ဒီမှာရေတိုင်ကြီးမပါပါဘူး။ 2023မှာသာစပြီးတော့ရေတိုင်းကြီးတက်ဆင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ shift gun ဆိုတဲ့ snipe တော့မပါလာသေးပါဘူး။ shift gun ဆိုတာအလိုပြောရရင် low rpm မှာ top range အားကို smooth ဖြစ်အောင်လုပ်ပေးမယ်၊ကြမ်းမယ်။ high rpm တွေတီးထုတ်တဲ့နေရာမှာ performance ကိုပုံမြင့်ပြီးတော့အကြမ်းဆုံးဆော့ဆောင်ရည်တွေကိုထုတ်လုပ်ပေးတဲ့ snipe လို့တော့ပြောလို့ရပါတယ်။ S-snipe က2019မှာထွက်လာတဲ့ R1250GS မှာပါဝင်လာပြီးဖြစ်ပါတယ်။မောင်းရတဲ့ riding experience က low rpm high rpm တွေမှာ ဘောက်စာအင်ဂျင်ကြီးကတိတိတတ်တာ smooth ဖြစ်ပြီးတော့မောင်းရတာလဲတော်တော်မိုက်ပါလေ1.3ကားတစ်စီးမောင်းနေရတယ်လို့ခံစားကြတော့ရပါတယ်စီစားကလည်းအဲ့လောက်တော့အုံပါပါ BMW R150 GS ဆိုင်ရာ1954 cc ဘောက်စာအင်ဂျင်ကြီးတက်ဆင်ထားပြီးမြင်းကောင်ရဲ့အား136အထိထွက်လုပ်ပေးမှဖြစ်ပါတယ် Top Range အရုံးကအနေနဲ့143 Nm အထိ ရှိမှဖြစ်ပါတယ် Range အရုံးကအားကဘလောက်ကျန်းလဲဆိုရင်ဒီဆိုင်ရဲ့ weight ကြီးထမ်းပြီးပြည့်တဲ့0 to 100 km ကို 3.5စက္ကန့်အရောက်မောင်းနိုင်ပါတယ်။3စက္ကန့်တွင်မောင်းတဲ့ကောင်းဆိုင်မှာပါ။စာစီးတတ်တဲ့သူတွေ၊ beginner တွေစင်းကိုမစင်းစားတဲ့နဲ့မခွာတဲ့နဲ့ဆိုင်ကလေးဖြစ်ပါလေ။ဆိုင်ကလေးဒီဇိုင်းက aerodynamic ဖြစ်မဲ့လေကောင်းကောင်းခွဲပေးမဲ့ပုံစံဖြစ်မဲ့လေကမှန်လဲအကြီးကြီးတက်ဆင်ပေးထားမဲ့အနိုင်မြင့်ချိန်လို့လည်းရအောင်မှာပါ။ Delta lever suspension လို့ခေါ်တဲ့ BMW ရဲ့ကိုပိုင်းရှစ်လျှော်ပါနောက်လျှော်ပါတွေတက်ဆင်ပေးထားပါလေ။ရှစ်လျှော်ပါကနှစ်ချောင်းအပြင်အတွင်းထဲမှာလျှော်ပါတစ်ချောင်းပုံဝင်ပါသေးတယ်။ အဲ့ဒါကြောင့်ကြိုက်တဲ့ကြိုင်လာဘယ်ကြောက်တဲ့ပြပြဆင်းလိုက်အနေထားဖြစ်ပါတယ်။ဖောက်တွေကိုမောင်းတဲ့အချိန်ပေါ်မူတည်ပြီးတော့အော်တိုချိန်ကြီးပေးမဲ့ electronic strip တွေလည်းပေါင်းဝင်ပါသေးတယ်။ရှေ့နောက် jury display တွေအသုံးပြုထားပြီးရှေ့က4 piston နောက်က2 piston နဲ့ထိန်းချုပ်ပါတယ်။ ABS brake strip တွေလည်းပေါင်းဝင်ပါသေးတယ်။ DFT color display တိုင်ခွန်းနဲ့ဖြစ်မယ်။တော့ပြောက် keyless system နဲ့ဖြစ်မယ်။ Dynamic traction control ABS Pro electronic suspension adjustment နဲ့ riding mode တွေမှာဆိုရင် rain Rogue, Dynamic, Enduro, Enduro Pro စတက်တွေကိုပြောင်းလဲမောင်းနေနိုင်ပါတယ်။ Hey Strat Controls နဲ့လည်းပေါင်းပါတယ်။ Hey Strat Control ကတော့ဂုံးတက်တွေမှာစတင်ရင်နောက်ပြန်မလဲအောင် Brake ကိုပန်းထားပေးမယ်စနစ်လို့တော့အကျန်းဖြစ်မှတ်ထားလို့ရပါတယ်။အခြားစနစ်များစွာလည်းပေါင်းပါသေးတယ်။အကုန်ခြုံပြောရရင် Electronic System တွေက Rider တွေ၊ Truck, Safety တသက်သက်သာမောင်းဖို့နဲ့ performance တွေကြမ်းဖို့အဓိကအားထားရတဲ့စနစ်တွေဖြစ်ပါတယ်။ BW R 1050 GS ရဲ့ဈေးကကုမ္ပဏီကတိုက်ရိုက်ဈေးဆိုလို့ရှိရင်မြန်မာဝင်နဲ့3900ဝန်းကျင်မှရှိမှာဖြစ်ပါတယ်။ R 1300 GS လည်းထွက်ထားပြီးဖြစ်ပါတယ်။ R 1050 1300 GS ဆိုင်ရကမြန်မာနိုင်ငံအရောက်ဆိုရင်တော့ဈေးကအခွန်ခရီးလိုင်းနဲ့ဈေးရပိုင်း3000ကျော်ပါမယ်။တော်တော်ကျော်ပါပါ။အရင်ကနေ့လောက်က3300ဝန်းကျင်နဲ့ဝယ်လို့ရခဲ့တဲ့ခိုက်တန်တွေရှိခဲ့ပါတယ်။ကိုလိုမော့ကစားမှဖြစ်ပါတယ်။ AEBMW GS 1050ဆိုင်ကဒါ2020 model ဖြစ်ပြီးတော့ ဈေးနှုန်းကတော့450ကျပ်ပါတယ်။အဒီဆိုင်ကယ်ကိုလိုချင်တဲ့စီးကျင်တယ်ဆိုလို့ရှိရင်တော့ကွန်မြူဝင်းမော်တော်ဆိုင်ကယ်ရှိုးရူးမှာရရှိနိုင်ပါတယ်။အဲ့ဒါကွန်မြူဝင်းမော်တော်ဆိုင်ကယ်ရဲ့ဆိုင်လိပ်စာကတော့ဒါရန်ကုန်မှာသမောမြို့နယ်ဆပ်ပလိုက်မတ်တိုင်နယ်ဆက်ချောင်းမတ်တိုင်ညာမှာရှိပြီးတော့မန္တလေးမြို့ချမ်းမြသာစီ58လိုင်း130 130အေးချားမှာတည်ရှိပါတယ်။ဒါသေးစိတ် သိချင်ဝယ်ချင်တယ်ဆိုလို့ရှင်တော့ comment မှာပြည့်စုံလင့်ချပေးထားပါတယ်။အဲ့ဆိုတော့စက်တန်ကိုတစ်ချက်နားထောင်ကြည့်အောင်